မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့မေလ30ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ဘကိုးတိုင်းတောင်ငူခေရိုင်မှာစစ်ကြောင်းထုတ်လာတဲ့စစ်တပ်ကို KNL ပူးပေါင်းတပ်များကတိုက်ခိုက်ခဲ့ရာစစ်သား10ဦးသေဆုံးပြီးတော့ခွန်အုပ်ကိုအရှင်ဖမ်းဆီးရမိခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်မေလ19ရက်နေ့က KNU တပ်မဟာနှင့်နယ်မြေတောင်ငူခေရိုင်အတွင်းထဲကိုစစ်တပ်ကစစ်ကြောင်းထုတ်လာရာ KNL ပူးပေါင်းတပ်များက စစ်တပ်ကိုတိုက်ခတ်ခဲ့တယ်လို့သိရပါဗါး။၎င်းတိုက်ပွဲမှာစစ်တပ်စစ်ကြောင်းဟာဆုတ်ခွာထွက်ပြေးသွားပြီးတော့စစ်ကြောင်းပြတ်သွားတယ်လို့သိရပါဗါး။အဲ့ဒီတိုက်ပွဲမှာစစ်ကောင်စီဘက်က10ဦးသေဆုံးပြီး9ဦးကိုအရှင်ဖမ်းဆီးရမိပြီးတော့လက်နက်ခဲယမ်းများကိုလည်းတင်းစီရရှိခဲ့တယ်လို့သိရပါဗါး။ သက်ဆိုင်ရာကတရားဝင်သတင်းထုတ်ပြန်ပါလိမ့်မယ်။လေရင်ကိုသတိထားနေရတာရဲ့နည်းမြေမတိငိမ့်သေးတာရဲ့ကြောင့်နေရာအတိအကျထုတ်ပြောလို့မရသေးဘူးလို့ KNLA သတင်းရင်းမြစ်ကပြောပြထားပါဗျ။ဒါအပြင်28ရက်နေ့ညပိုင်းက KNLA ပူးပေါင်းတပ်များကသိမ်းပိုက်ခဲ့တဲ့ထိုင်းမြန်မာနယ်စပ်မြောက်ပိုင်းမြို့နယ်အတွင်းမှာရှိတဲ့ ကနဲလေးစစ်တပ်စခန်းက120လက်နက်ကြီးနှစ်လက်အပါအဝင်လက်နက်ခဲယမ်းအများပြားကိုသိမ်းဆီးရရှိခဲ့တယ်လို့သိရပါဗါတယ်။အဲ့ဒီစခန်းမှာစစ်တပ်ဘက်ကအင်အား100ကျော်ရှိပြီးတော့အင်အား90ကျော်ဟာထိုင်းနိုင်ငံဘက်အချမ်းကိုထွက်ပြေးသွားတယ်လို့သိရပါဗါတယ်။ကြံတဲ့အင်အားတွေကတော့စစ်တုံးမှအဖြစ်နဲ့ဖမ်းဆီးရရှိခြင်းပြစ်ခတ်မှုအတွင်းမှာတေဆုံးမှုများရှိတဲ့အပြင် နှိစက်ရာတောဆက်နဲ့စိုက်ခင်းနေတဲ့ကိုလည်းထွက်ပြေးခြင်းများရှိနေတယ်လို့သိရပါဗျ။ KNU ရဲ့ထုတ်ပြန်ချက်မှာ KNU တပ်မဟာ6နယ်မြေမှာစစ်တပ်ကကျူးကျော်တပ်ဆွဲထားတဲ့ကနဲလေးတပ်ဆက်ခန်းကိုမေလ28ရက်နေ့ညနေ6နာရီအချိန်မှာ KNU တပ်မဟာ6ဦးဆောင်တဲ့ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNL ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ KNDO နဲ့ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တို့ကပြန်လည်ပြီးတော့တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့တယ်လို့သတင်းထုတ်ပြန်ထားပါတယ်။အလားတူပဲ26ရက်နေ့မနက်ပိုင်းမှာလည်းကရင်ပြည်နယ်မြောက်ပိုင်းမြို့နယ်အတွင်းမှာရှိတဲ့ ရွှေအေးမြိုင်စစ်တပ်စခန်းကိုလည်း KNL ဥဆောင်တဲ့တော်လှန်ရေးတပ်များက အပိသက်နယ်မြေရှင်းလင်းသိမ်းပိုက်ရရှိခဲ့ကြောင်းတရင်ရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မကွေးတိုင်း မင်းတို့မြို့နယ်အတွင်းကိုဝင်ရောက်လာတဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုကြားဖြတ်တိုက်ခိုက်ရောတော်လိုင်းရဲဘော်တို့ကြားဆုံးခဲ့ရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မေလ20ရက်နေ့မှာကပ္ပစနဲ့ကပ္ပစ30နဲ့လင်းငယ်ရဲစခန်းတွေကအင်အား80ခန့်ပါတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများဟာအထက်မင်းလာမြို့နယ်လင်းငယ်တိုက်နယ်အတွင်းကို drone များလက်နက်ကြီးများနဲ့ပစ်ခတ်ကာစတင်စစ်ကြောင်းထုတ်ဝင်ရောက်လာခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။မေလ23ရက်နေ့မနက်အစောပိုင်းမှာကပ္ပစစနဲ့ကအင်အား90ဝန်းကျင်ရှိတဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းဟာတရက်မြို့နယ်ထီယိုကြီးဘာကိုကားတွေ နဲ့ဝင်ရောက်လာပြီးတော့မင်းနှုံမြို့နယ်အရှိမြောက်ချမ်းမာရှိတဲ့ကျေးရွာများကိုနှစ်ဖက်ပိတ်ဆို့ကာစစ်ကြောင်းထိုးဝင်ရောက်လာခဲ့တယ်လို့သိရပါတယ်။အဲ့ဒီအကြမ်းဖက်စစ်တပ်စစ်ကြောင်းဟာပြည်သူများရဲ့ရိတ်ခါများကိုခိုးယူကာချက်ပြုတ်စားတော့ပြီးတော့ကျွဲချံရွာစာတင်ကျောင်းမှာညအိတ်စခန်းချပြီးကပ္ပစဆက်နယ်ကစစ်ကြောင်းကိုမေလ23ရက်နေ့ညပိုင်းမှာတော်လိုင်းတပ်ဖွဲ့များကမှတ်ချိန်ဝင်ရောက်ပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။ မေလ25ရက်နေ့ညနေပိုင်းမှာရွာသားယာကြီးပါအနီးမှာအကြမ်းဖက်စစ်တပ်စစ်ကြောင်းနဲ့တော်လိုင်းတပ်ဖွဲ့များထိတွေ့တိုက်ပွဲထပ်မံဖြစ်ပွားခဲ့ပြီးတော့တော်လိုင်းတပ်ဖွဲ့ဘက်ကရဲဘော်နှိုင်းပွားမြင့်မြတ်စွာအသက်ပေးလူခဲ့ရတယ်လို့သိရပါဗျ။အဓိကကတော့လက်နက်ခဲယမ်းမပြည့်စုံတော့လျှက်တပြက်ထိတွေ့မှုမှာပြစ်အားချင်းမရှင်နိုင်လို့ကြခဲ့ရတာဖြစ်ပါတယ်။ဒါကြောင့်လက်နက်ခဲယမ်းထောက်ပံ့နိုင်တဲ့သူတွေထောက်ပံ့ပေးဖို့ပဲအခုညီတောင်းကြပါတယ်လို့ United States of Burma Army USBA ကတာဝန်ရှိသူတို့ကပြောဆိုထားပါဗျ။ဒါအပြင်မန္တလေးတိုင်းနထိုးကြီးမြို့မှာရဲစခန်းက ရဲဒုတက်ချက်တအုပ်ကိုတော်လိုင်းတပ်ဖွဲ့များကအရှင်ဖမ်းဆီးရမိခဲ့ကြောင်းနထိုးကြီး Regional Defense Force NRDF မြန်မာခရိုင်အမှတ်၈တိုင်းရင်းကသတင်းထုတ်ပြန်ထားပါရယ်မေလ28ရက်နေ့မှာနထိုးကြီးမြို့မှာရဲစခန်းကရဲဒုတက်ချက်မင်းမွန်စိုးဟာနထိုးကြီးမြို့ရင်းတနေရာမှာမြန်မာခရိုင်အမှတ်၈တိုင်းရင်းနဲ့နထိုးကြီးမြို့နယ်ပကဖတို့ကဖမ်းဆီးထိန်သိမ်းနိုင်ခဲ့ခြင်းဖြစ်ကြောင်းသတင်းရရှိပါရယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မန္တလေးတောင်သာမြို့ပေါ်မှာတပ်ဆွဲထားတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကိုဝင်ရောက်တိုက်ခတ်ရာစစ်တပ်ဘက်ကနှစ်ဦးတေဆုံသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မေလ22ရက်နေ့မနက်ပိုင်းမှာတောင်သာမြို့မင်္ဂလာဦးရက်မင်္ဂလာဦးဂိတ်နယ်တောင်သာမြို့ဘူရာကုန်းရက်ဝန်ထမ်းအင်အားဝင်းတို့ကိုတော်လိုင်းတပ်ဖွဲ့များကဝင်အောင်စီးနှင်းတိုက်ခတ်ပြီးတဲ့နောက်အဲ့ဒီနေ့ညနေ၄နာရီခန့်မှာတောင်သာမြို့အနီးမှာရှိတဲ့ off take bus station မှာစောင့်ချက်တပ်ဆွဲထားတဲ့စစ်ကောင်စီတပ်သားများကိုတော်လိုင်းတပ်ဖွဲ့များကလက်နက်ကြီးလက်နက်ငယ်များနဲ့ ခမ်းမှန်တွားရောက်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုအတွင်းမှာအကြမ်းမဲ့စစ်တပ်ဘက်ကစစ်သားနဲ့ရဲနှောင်းဦးတေဆုံးခဲ့ပြီးတော့စစ်ကောင်စီတပ်သား၄ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။တိုက်ခိုက်မှုဖြစ်ပွားပြီးတဲ့နောက်တော်လိုင်းရဲဘော်များအထိကိမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုကိုတောင်တာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့အတူမြင်းကြံခရိုင်တရင်သုံးမိထီလာမြို့နယ်ဘက်ကပါတရင်မှုရဲဘော်ကီဦးဆောင်နဲ့နေပြည်တော်ရှေ့ရက် PDF တောင်တာစစ်စင်ရေးအဖွဲ့တို့ကပူးပေါင်းပြီးတော့တိုက်ခိုက်ခဲ့ကြကြောင်းတရေရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ဇကိုင်းတိုင်းဘုဒ္ဓလင်မြို့နယ်မှာရှိတဲ့ကျေးရွာများကိုအကြမ်းဖက်စစ်တပ်ကစစ်ကြောင်းထိုးဝင်ရောက်လာတဲ့အတွက်ထောင်နဲ့ချီတဲ့ပြည်သူများဟာမိုးရေရေထဲမှာထွက်ပြေးတိမ်းရှောင်နေရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မေလ29ရက်နေ့မှာမုံရွာမြို့နယ်ကြီးပရုံရွာကအကြမ်းဖက်စစ်ကောင်စီတပ်သားများကဘုဒ္ဓလင်မြို့နယ်ဇီရိုကြီးရွာအတွင်းထဲကိုစစ်ကြောင်းထိုးဝင်ရောက်လာတယ်လို့သိရပါတယ်။အကြမ်းဖက်စစ်ကောင်စီတပ်သားများစစ်ကြောင်းထိုးဝင်ရောက်လာခြင်းကြောင့်ဇီရိုကြီးရွာ၊ရွှေကြောင်းလေရွာ၊တရက်တိုးရိုးရွာ ခနောင်းကုန်းရွာနဲ့ကံတဲ့ချေးရွာကပြည်သူ1800ခန့်ဟာမိုးရဲရေထဲမှာထွက်ပြေးတိမ်းရှောင်နေရတယ်လို့သိရပါဗျ။စစ်တပ်စေချောင်းကမုံရွာမြို့နယ်ကြီးမတုံရွာကနေပြီးတော့ဘူးတလင်မြို့နယ်ဇီရောကြီးရွာထဲကိုစစ်ချောင်းထုတ်ဝင်ရောက်လာတာပါ။အခုလက်ရှိအချိန်ထိစစ်ချောင်းကရှိနေသေးတယ်။ကြီးရွာ9ရွာကျော်ကပြည်သူ1800လောက်ကဘေးလွယာကိုပြေးနေရပါတယ်။မိုးတွေကလည်းရွာနေတော့ပြည်သူတွေခမအမိုးအကာတွေလိုအပ်နေပါတယ်လို့ဒေါင်းရာစာပင်မတပိတ်စစ်ချောင်းကတာဝန်ရှိသူကရှင်းပြထားကြောင်းသတင်းရရှိပါတယ်ခမ။ ဆက်လာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းသခိုင်းမြို့နယ်ကင်းရွာကိုအကြမ်းဖက်ဆက်တက်ကမိရှုဖြက်စီးခြင်းကြောင့်နေအိမ်ဆက်ရှယ်လုံးပြကျခဲ့ရတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ေးလ28ရက်နေ့မှာသခိုင်းမြို့နယ်ကင်းရွာကိုအကြမ်းဖက်စစ်ကောင်စီတပ်သားများကစစ်ကြောင်းထိုးဝင်အောင်စီးနင်းပြီးတော့နေအိမ်များကိုမိရှို့ဖျက်ဆီးခဲ့တယ်လို့သိရပါဗျ။အကြမ်းဖက်စစ်ကောင်စီတပ်သားများဟာကျေးရွာအတွင်းကိုဝင်အောင်စီးနင်းတဲ့အချိန်မှာပြည်သူများအလုံးဟာထွက်ပြေးတိမ်းရှောင်နိုင်ခြင်းကြောင့်ဖမ်းဆီးခံရသူများနဲ့တပ်ဖြတ်ခံရသူတွေတော့မရှိဘူးလို့သိရပါဗျ။ပြည်သူတွေဖမ်းဆီးတပ်ဖြတ်ခံရတာတော့မရှိပါဘူး။စစ်ခွေးစစ်ကြောင်းထိုးလာတယ်ဆိုတာကိုသိတော့ ကြိုပြီးတော့ရှောင်ထားရတာပေါ့အရင်ကလည်းမင်းကောကခဏခဏကင်းရွာရဲ့တောင်ဘက်ပင်မောချင်းဘက်ကိုထွက်လာတာလေပြည်သူတွေလည်းမနေရကြတော့ဘူးလို့သိရတယ်အခုကခွေးတွေကမီးရှို့ပြီးတော့ပြန်ထွက်သွားတာလို့ Wallet Informational Network ကတာဝန်ခံကိုနေကားလေးကရှင်းပြထားပါတယ်စစ်တပ်စစ်ကြောင်းဟာကင်းကျေးရွာအတွင်းမှာရှိတဲ့ပြည်သူပိုင်းနေအိမ်၁၈လုံးကိုမီးရှို့ဖျက်ဆီးပြီးတဲ့နောက်ကျေးရွာအတွင်းထဲကနေပြန်လည်ထွက်ခွာသွားတော့လေပြည်သူများဟာလက်ရှိအချိန်ထိကြောက်လန့်နေတဲ့အတွက်ကြောင့်ကျေးရွာအတွင်းကိုပြန်လည်ဝင်ရောက်နိုင်ခြင်းမရှိသေးကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ဇကိုင်းတိုင်း၆ဦးမြို့နယ်မှန်ချုံရွာမှာရှိတဲ့ဓမ္မဒုက္ခကျောင်းတိုင်းနဲ့ကျေးရွာအတွင်းကိုအချမ်းပဲဆက်တက်ကလက်နဲ့ကြီးများနဲ့ပြစ်ခတ်ခြင်းကြောင့်တန်ဃာတော်ဓမ္မထိခိုက်ဒဏ်ရာရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မေလ၂၉ရက်နေ့မွန်လွဲ၃နိုင်ကမှ၆ဦးမြို့နယ် မှန်ချိုရွာကိုချောင်းဥမျိုးပေါ်မှာရှိတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများက120မမလက်နက်ကြီးများနဲ့ရန်တမ်းပစ်ခတ်ခဲ့တယ်လို့သိရပါတယ်။အကြမ်းဖက်စစ်ကောင်စီတပ်သားများပစ်ခတ်လိုက်တဲ့လက်နက်ကြီးကြီးများဟာဓမ္မဒုက္ခကြောင်းတိုင်းနဲ့ပြည်သူဝိုင်းနေအိမ်များပေါ်ကိုကြားရောက်ပောက်ကွဲခဲ့ပြီးတော့တန်ဃာတော်ဓမ္မထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ချောင်းမြို့ဘော်ကစစ်ခွေးတွေကလက်နက်ကြီးတွေနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တာပါလက်နက်ကြီးကြီးကမှန်ချိုကြီးရွာဘက်ကိုကြာတာဓမ္မဒုက္ခချောင်းတိုင်းနဲ့ပြည်သူပိုင်းနေအိမ်တလုံးထိခိုက်ပျက်စီးသွားပါတယ်တန်ဃာတော်တစ်ပါးလည်းထိခိုက်ဒဏ်ရာရရှိသွားတယ် ပေါင်ကိုမှန်တာဆိုတော့ဒဏ်ရာအခြေအနေကတော့မစိုးရင်ရဘူးလို့ Seven People Defense Force SPDF ကတာဝန်ရှိသူကရှင်းပြထားကြောင်းတရင်ရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တရင်ကတော့တနင်္လာရီတိုင်းတနင်္လာရီမြို့နယ်မှာရှိတဲ့ခမရ99ရှစ်တပ်ရင်းကစစ်မှုထမ်းတပ်သားတဲ့နှစ်ဦးဟာတနက်တက်လက်ကိုယူဆောင်လာပြီးတော့အလင်းဝင်လာတဲ့ဆိုတဲ့တရင်ကိုတင်ဆက်ပေးပါမယ် ်မေလ29ရက်နေ့မှာတနင်္သာရီမြို့နယ်မှာရှိတဲ့ခမရ998တပ်ရင်းကစစ်မှုထမ်းတပ်သားတဲ့နှစ်ဦးဟာဒေါနာတပ်ရင်းဘူဟာ33နဲမြေအတွင်းကိုလက်နက်ခဲယမ်းများယူဆောင်လာပြီးတော့အလင်းဝင်ရောက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါဗါးအလင်းဝင်လာတဲ့စစ်မှုထမ်းတပ်သားတဲ့နှစ်ဦးဟာအကြမ်းဖက်ဆက်တပ်ရင်းအတင်းအဓမ္မတပ်သားတဲ့စုဆောင်ခံရသူများဖြစ်ပြီးတော့ဝဲကလေးအခြေဆိုင်အမှတ်၄တန်းမြေ၄ချင်းရေးချောင်းတက္ကသ၄ကအပတ်စဉ်၆တင်တန်းစင်းတပ်သားတဲ့များဖြစ်တယ်လို့သိရပါဗါးအခုလိုမျိုးအလင်းဝင်လာတဲ့စစ်မှုထမ်းတပ်သားတဲ့ရန်လင်းထုံးနဲ့နေသူအောင်ဟာဘူဟာ33နဲမြေ တွင်းမှာရှိတဲ့ဒေါနာတိုင်ရင်ထံကို MA3 တက်နက်တလက်ကြီပေါက်တစ်ခု G25000 နှုန်းနဲ့အလင်းဝင်လာခြင်းဖြစ်တယ်လို့သိရပါတယ်တပ်သားရန်လင်းထွန်းဟာညဘက်အပြင်သွားလာနေတဲ့အချိန်အတင်းအဓမ္မတပ်သားတဲ့အဖြစ်နဲ့စုဆောင်းခံရသူဖြစ်ပြီးတော့တပ်သားနေသူအောင်ဟာတက္ကစီဆွဲဖို့အတွက်ပက်ဆန်ဂျာပို့ဆောင်ပြီးတော့ပြန်လာတဲ့အချိန်အတင်းအဓမ္မစုဆောင်းခံရပြီးအကြမ်းဖက်စစ်တပ်ထဲကိုရောက်ရှိလာခြင်းဖြစ်တယ်လို့သိရပါတယ် ်ဗျူဟာ33စစ်စင်ရင်းမှုကလည်း CDM အလင်းဝင်ရောက်လာသူများကိုရွေးထွေးစွာကြိုးစိုးလက်ခံပြီးတော့ကြံရှိနေတဲ့တပ်သားများဟာလည်းပြည်သူနဲ့အ мян ဆုံးပူးပေါင်းပါဝင်ကြရန်အကြမ်းဖက်ဆက်တက်ရဲ့စစ်မှုထမ်းအမိန့်ကြေညာချက်များကြောင့်အတင်းအဓမ္မတပ်သားစုဆောင်းခံရသူများအပါအဝင်ပြည်သူဘက်ကနေပြီးတော့ရက်တီချင်းနဲ့တပ်မတော်သားများနဲ့ရဲတပ်ဖွဲ့ဝင်များအနေနဲ့ပြည်သူကာကွယ်တပ်မတော်ဒေါနာတရင်နဲ့မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များနဲ့နီးစပ်ရာတော်လှန်ရေးတပ်ဖွဲ့များနဲ့ချိတ်ဆက်ပြီးတော့အလင်းဝင်ရောက်နိုင်ပါတယ်လို့ ဒေါနာကောလံ P29902 ဒေါနာတရင်ကအတိပေးနှိုးဆော်ထားကြောင်းတင်ရရှိပါရယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးတရင်နိုင်ငံရေးတရင်များကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါရယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးရန်တွေအပေါင်းကကင်းဝေးပြီးတော့အချမ်းပတ်စစ်အာဏာရှင်ဆက်နေစိုးကြီးရဲ့လက်အောက်ကနေလဲအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ